မင်္ဂလာပါရှင်ကျွန်မတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းကြောင်းအရာကတော့တဝဲမှာရိတ်တာဖွင့်ပြီးတော့ပလင်ပေါ်တက်ကတရားဟောခဲ့တဲ့အမျိုးသားကိုဖမ်းဆီးထိန်သိမ်းလိုက်တဲ့အကြောင်းဖော်ပြပေးခြင်းပါတယ်သတင်းနိုင်တိုင်းတဝဲမျိုးနယ်ဝဲကျွန်းထိတ်လေရက်လေရင်ကွင်းရွာမှာ လေရင်ကွင်းလမ်းမှာသာသနာအဆောက်အုံတွေတင်ဆောင်ပြီးတော့ရိတ်တာဖွင့်လေကပလီမော်တက်တရားဟောခဲ့တဲ့ဦးရည်ချင်းဆိုတဲ့အမျိုးသားကိုတော့စက်တင်ဘာ25ရက်ညနေပိုင်းမှာသစ္စာရကဖမ်းဆီးထိန်းသိမ်းလိုက်ပြီးဖြစ်တယ်လို့လည်းသိရပါဗျ။လက်ရှိမှာတော့အဆိုပါမျိုးသားကိုဒဝဲမျိုးနယ်ရဲစခန်းမှာထိန်းသိမ်းထားပြီးတော့အမှုဖွင့်တရားစွဲဆိုဖို့အတွက်လည်းအာဏာပိုင်တွေဘက်ကဆက်လက်လှုံ့ဆော်နေတယ်လို့လည်းသိရပါဗျ။အဓိကကသူက တရားလဲဟောတယ်ပေးတယ်လဲဟောတယ်အခုကြာသူက ပလင်နေပါတွေပေါ်တက်တဲ့အခါမှာကြတော့တန်ခါနိုင်ကနဲ့သာသနာရေးမှုတွေနဲ့ရဲတွေနဲ့ဓမ္မယုံမှာတင်ညက်နေသွားဖက်လိုက်တယ်။သူ့ရဲ့အဖေလူစင်ကိုလက်လွဲယူလိုက်တာပေါ့ပထမကသူကရိုးရိုးလေးပဲသွားတယ်။အခုနောက်ပိုင်းမှာမှပလင်ပေါ်တက်ပြီးတရားဟောတယ်။တရားဟောခွင့်က လူလဲရှိတယ်ဒါပေမဲ့တန်ခါအသုံးဆောင်တော့သုံးခွင့်မရှိဘူး။ရုံစိုးအကြီးတန်တာကထေးပြူဆောင်တဲ့ရက်တောင်ကိုင်းနဲ့ပလင်ပေါ်တက်တယ်။ အဲ့ဒါကမဟာယာနနဲ့ညီးတယ်လွန်ဝန်းနဲ့အိမ်တော်ပြုတ်ပြီးတော့အဲ့ဒါမျိုးလွတ်စားတယ်ဆိုတဲ့သဘောဖြစ်တယ်လို့ပြည်စင်သိရှိတဲ့ဆရာတော်တပါးကမေတော်မူပါတယ်အစမမျိုးသားကတော့သာသနာရေးဌာနရဲ့ခွင့်ပြုချက်မရှိဘဲသာသနာမြေမဟုတ်တဲ့နေရာမှာသာသနာအစအုံတွေတိဆောက်ပြီးတော့ယထာပုဒ္ဒပရိပတ်တိသာသနာရေးတာအဖြစ်ဖွင့်လှစ်ကအတိတ်ထံဝင်လာသူတွေကို တရားပြတရားဟောနေတာဖြစ်တယ်လို့လည်းသိရပါတယ် ရဲသားကိုလည်းတန်ငါးနှစ်ရဲ့ကားကခွင့်ပြုချက်မရှိဘဲစောက်ပြီးအဲ့ဒီမှာနေတယ်။တရားစခန်းတွေလုပ်တယ်။အဲ့ဒါလည်းရှင်းရအောင်မယ်။ဒုက္ခရောက်စေခြင်းလို့လုပ်တာမဟုတ်ဘူး။လမ်းမနေလို့လမ်းစဉ်ကိုတည့်စေခြင်းလားလို့ဆရာတော်တစ်ပါးကမိန့်တော်မူပါတယ်။အဆိုပါမျိုးသားကတော့2024ခုနှစ်မတိုင်ခင်ကတည်းက တဝဲမျိုးနယ်မှာယထာဘုဒ္ဓပရိပတ်တိသာသနာရေးတာဖွင့်ပြီးတော့တရားပြတာမျိုးရှိခဲ့ပေမဲ့ပလင်မော်တက်ပြီးတရားဟောတာမျိုးမရှိခဲ့တဲ့ကြောင့်အခုနှစ်2025ခုနှစ်ထဲရောက်လာမှသာပလင်မော်ကိုတက်ထိုင်ပြီးတော့တရားဟောပြသနေတာဖြစ်တယ်လို့ဒေသခံနေထံကသိရပါဗျ။သူကဖုန်ကြီးတွေကိုတော့ယူကြတယ်အတိတ်ကတရားပြတာမျိုးလို့သိရတယ်တရားနာထိုင်တဲ့သူအတိတ်ထံလာဝင်တဲ့သူတွေကိုတရားပြတာမျိုးပါ သိနေတာတော့ကြာပြီအဲ့ဒီလိုပဲသူ့အလုပ်သူ့လုပ်ကိုလုပ်ကိုလုပ်နေကြတာပဲဒီကဖုန်ကြီးတွေကလည်းသိနေကြတာပဲအခုလိုင်းပေါ်ရောက်ပြီးမှသိပြီးတော့ပြောကြလို့အေးအေးယူတာဖြစ်မယ်လို့တဝဲမျိုးကံကဆိုပါတယ်ယထဗုဒ္ဓပရိပတ်တိသာသနာရိပ်သာမှာတော့အဋိဌံသူတရားအားထုတ်သူအများပြားရှိနေပြီးတော့ပြီးခဲ့တဲ့နှစ်တုန်းကဆိုရင်ကထိန်ပွဲတော်ကျင်းပခဲ့သေးတယ်လို့သိရပါတယ်အဆိုပါအမျိုးသားဖန်စီထိမ့်သိမ်းခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ တဝဲမျိုးနယ်သာသနာရေးဟူးကိုဆက်သွယ်မေးမြန်းပေးမယ်လူကိုယ်တိုင်လာရောက်မေးမြန်းရင်ဖြေချမယ်လို့သာဖြေချခဲ့ပါတယ် အလားတူပဲမွန်ပြည်နယ်မူးတော်မြို့နယ်နှီးပရောရွာမှာသာသနာအဆောက်အုံတွေတည်ဆောက်ပြီးတော့ထီးပြူဆောင်ထားတဲ့ပလင်မော်တက်ထိုင်ပြီးတရားဟောတဲ့ပိဋကတ်သုံးပုံမေတော်ကြီးဆိုသူအမျိုးသမီးကိုလည်းပြီးခဲ့တဲ့စက်တင်ဘာ20ရက်နေ့ကပဲသက်ဆိုင်ရာမြို့နယ်ရေစကန်တာဝန်ရှိတဲ့သူတွေနဲ့မြို့နယ်တန်ခါမဟာနာယက်ကသာသနာရေးဌာနတို့ကဖန်စီထိန်သိမ်းပြီးတော့သာသနာညှိုးနှွမ်းစေတဲ့ပုံမှာ295နဲ့အရေးယူမှုရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာ17ရက်ကလည်းတရဏဂုံ3ပါဓမ္မဒေသချင်းကိုကာဘာကလပ်ကလပ်မှာ DJ တိခက်ဖြိုပြပြီးတော့ကာခုံခဲ့တဲ့နေမျိုးအောင်ရဲ့ချွေမတော်ဆက်သူ DJ Violet နဲ့တားပြည့်သူ မန်နေဂျာအပါအဝင်တချင်းဖွင့်ခဲ့တဲ့မန်လေးကာကာဘာကလပ်ပိုင်ရှင်နဲ့မန်နေဂျာတို့ကိုဖမ်းဆီးပြီးတော့အမှုဖွင့်အရေးယူထားပါဗျ။ ဆက်လက်ပြီးတော့မိုးသည်ထန်တာမြေရင်မြင့်တက်တာတွေကြောင့်မြို့နယ်လင်းမြို့နယ်မှာရေပင်းကြုံတွေ့နေရတဲ့အကြောင်းဖော်ပြပေးကြပါမယ်။မိုးသည်ထန်စွာရွာသွန်းပြီးတော့မြေရင်တွေမြင့်တက်တာကြောင့် နေပြီးတော့ကောင်စီနယ်မြေအပအဝင်ဘကိုးတိုင်းတောင်ကုန်းမြို့နယ်မကွေးတိုင်းမင်းဘူးမြို့နယ်နဲ့စကိုင်းတိုင်းစကိုင်းမြို့နယ်မှာတော့ရင်းကြီးရရှာမှုတွေဖြစ်ပေါ်နေတယ်လို့ဒေသခံတွေနဲ့လူမှုကွန်ရက်အသင်းတွေစီကသိရပါဗျ။ဘကိုးတိုင်းတောင်ကုန်းမြို့နယ်မှာတော့မိုးသည်ထန်စွာရွာသွန်းပြီးတော့စစ်တောင်းမြေကြီးမြင့်တက်လာတာနဲ့အတူစက်တင်ဘာ24ရက်ညနေပိုင်းကစပြီးအဲ့ဒီမြို့နယ်အတွင်းကအနှိပ်ပိုင်းနေရာတွေမှာရင်းကြီးရရှာမှုတွေဖြစ်ပေါ်နေတယ်လို့သိရပါဗျ။ မင်းကညနေ9:00နိုင်ဝင်ကျင်မှာစတာတောင်ငူမျိုးစုံမှာရှိတဲ့9ရက်ကွယ်10ရက်ကွယ်နဲ့မြို့တခြားမှာရှိတဲ့တဖန်ပဲအနောက်ဆင်မြစ်ကြီးပေါအလဲကျုံရွှေချိုင်းွာတွေမှာရုံရောက်မှုဖြစ်ပေါ်နေတယ်လို့ဒေသခံကဆိုပါတယ် လက်ရှိမှာတော့မိုးတိတ်နေတယ်ဒါပေမဲ့စစ်တောင်းမြေကလည်းလက်ရှိမှာတက်နေတယ်မိုးသာထက်ရွာအောင်မယ်ဆိုရင်တော့ရေအခြေအနေပိုဆိုးလာနိုင်တယ်စစ်တောင်းမြေရေတက်ချက်လည်းရေတိုးအရမ်းမြန်တယ်လို့လည်းကောင်းကဆိုပါရယ်တောင်မျိုးရေဆိုရင်ရေမှာကတော့600စင်တီမီတာရှိနေပြီးတော့မလို့တာနဲ့ဇလားဗီတာညွှန်ကြားမှုဦးစီးဌာနရဲ့ဒီနေ့စက်တင်ဘာ25ရက်မနက်ပိုင်းထုတ်ပြန်ကြေညာမြေခံမှန်းချက်ဟာစစ်တောင်းမြေဟာလက်ရှိမှာအဲ့ဒီမျိုးရေဆိုရင်ရေမှန်အောင် 998စင်တီမီတာမှရောက်ရှိပြီးတော့နောက်တစ်ရက်တွင်မှာတော့စိုးရင်မတ်ထပ်ပြိုဝက်ခတ်ပြန်လည်မြင့်တက်လာနိုင်တယ်လို့လည်းဖော်ပြပါရတယ်။လက်ရှိရေကြီးမှုအခြေအနေနဲ့ပတ်သက်လို့ဒေသအခြေခံလူမှုကူညီကဲတဲ့အသင်းတွေနဲ့ကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်ပြီးတော့ဒေသခံတွေဘေးလွတ်ရာရှိပြောင်းရတာမျိုးတော့မရှိသေးဘူးလို့သိရပါရတယ်။ ။ဒါအပြင်ပြီးခဲ့တဲ့စက်တင်ဘာ23ရက်နေ့ကလည်းမိုးတက်ထန်စွာရွာသွန်းလာကြောင်းပဲခူးတိုင်းပဲခူးမြို့အနီးဇလက်ထော်အပန်းပြေစကန်ဘတ်သွားရလမ်းမှာတရားရစင်းပြိုကျပြီးဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ပြိုကျသွားတဲ့တရားကတော့ခြောက်ကူတရားငယ်ဖြစ်ပြီးတော့ပဲခူးဇလက်ထော်အစ်မြောင်းလမ်းမပေါ်မှာတရှိတာလို့သိရပါတယ်။ဒါအပြင်မကွေးတိုင်းမြို့မျိုးနယ်မှာတော့မန်းချောင်းရည်ကြီးနေတဲ့အတွက်ရွှေဆက်တော်ဖေရပရဝန်အတွက်ရေဝရောက်မှုဖြစ်ပေါ်လျက်ရှိတယ်လို့မုံချောင်းတခြားမှာရှိတဲ့နေအိမ်နဲ့မင်းဦးစကုကာလန်းပေါ်မှာရည်ကြီးနေမျိုးမှုတွေဖြစ်ပေါ်လျက်ရှိတယ်လို့သိရပါဗျ။ စတိမ25ရက်မနက်အစောပိုင်း2နာရီလောက်ကတက်လာတဲ့ကားလမ်းကတော့လက်ရှိမှာရေပြန့်ကျသွားပြီးရွှေဆက်တော်ဖျားမှာတော့မုံချောင်းရေဆိုတော့ရေကတင်နေသေးတယ်။နည်းနည်းချင်းစီတော့ပြန့်ကျနေပြီဆိုပေမဲ့ရေကျန်နေသေးတယ်။အထက်ကမိုးရွာနေအောင်မယ်ဆိုရင်တော့ရေကတော့တင်နေအောင်မှာပဲ။ရွှေဆက်တော်မှာကဒီတရက်နှစ်ရက်ကတော့ရေကရှိနေအောင်မှာလို့ဒေသအခြေစိုက်လူမှုကွန်ရက်အသင်းတာဝန်ရှိသူကဆိုပါတယ်။ဆက်လက်ပြီးတော့ထိုင်းမှာမိုးကြီးရေရှမ်းပြီးတော့လူနှစ်သိန်းခွဲခန့်ရေပေးတဲ့အကြောင်းဖော်ပြပေးကြပါမယ်။ ထိုင်းနိုင်ငံမှာခုနှစ်ရက်တွင်ရာဂါသာမုန်တိုင်းရှင်ကြောင့် KI တော်တော်များများမှမိုးသည်ထန်ရေကြီးပြီးတော့လူပေါင်း2သိန်းကျော်လောက်ရေပေးသင့်ခဲ့တယ်လို့ထိုင်းနိုင်ငံသဘောဝတားဆီကခွေဦးစီးဌာန DDPN ကစက်တင်ဘာ24ရက်မှာထုတ်ပြန်ပါတယ်။ဒီမတိုင်ခင်ရှိကတော့ထိုင်းနိုင်ငံမြောက်ပိုင်းအရှေ့မြောက်ပိုင်းအလယ်ပိုင်းတောင်ပိုင်းဘန်ကောက်နဲ့အနီးတစ်ဝိုင်းစတဲ့ဒေသခရိုင်ပေါင်း55ခုမှာမိုးသည်ထန်စွာရေကြီးရေရှမ်းသတိထားဖို့ဘေးရန်နေကောက်ခွေကြိုတင်ပြင်ဆင်ကြဖို့ကြေညာခဲ့ပြီးမြဲလေ။စက်တင်ဘာ24ရက်ကောက်ခံရရှိတဲ့စီးရင်အရာရေပေးသင့်ခဲ့တဲ့ခရိုင်ပေါင်း16ခုရှိ ေနေပါတယ်အဆိုပါခိုင်နေကတော့ချင်းမိုင်ဖစ်နုတ်လို့စီကိုတိုင်းဖစ်ဝင်ဖစ်ကျင်းနှကွန်းဆော်ဝဥထိုင်းဌာနချိုင်းနယ်စင်ပူရီအန်ထောင်းစုဖန်းပူရီအယုဒယာပထုံဌာနနှကွန်းပထုံစူးရင်နယ်ချက်ချင်းဆောင်စားတာတွေဖြစ်တယ်လို့သိရပြီးတော့63မြို့နယ်အုပ်စု392ခုရက်ကြီး2308အိအိမ်တော်စု6196ခုကလူဦးရေ2348489ရောက် ရေဘေးသိမ်းခဲ့တယ်လို့သိရပြီးတော့တေဆုံးသူ၄ရောက်တောင်ရှိတယ်လို့ထုတ်ပြန်ပါတယ်။အဆိုပါခရိုင်ထဲမှာတော့16ခရိုင်ထဲမှာစက်တင်ဘာ25ကနေ29ကတည်းကမိုးဆက်လက်ရွာသွန်းပွဲလည်းရှိနေပါတယ်။ဒါကြောင့်ပဲရုတ်တရက်ရေကြီးရေရှမ်းတာတောင်ကြချောင်းရေရေဝတ်တာလေးရှိရမယ်အနိုင်ပိုင်းမြေပြိုတာစတဲ့သဘာဝဘေးရန်နဲ့သတိထားဖို့ထုတ်ပြန်ထားပါတယ်။ဒါအပြင်စက်တင်ဘာ25ရက်ကနေ30ရက်အတွင်းမဲကောက်မြစ်နဲ့မဲကြောက်ဖျားမြစ်ရေတက်ွယ်ရှိတယ်လို့ဆိုပါတယ်။ ဆက်လက်ပြီးတော့ဘိုထောင်ဖရားအနေနဲ့လူကူးကုန်းကြော်တရားမှာအင်ယာမဲ့အမျိုးသမီးတအုပ်တည်ဆုံနေတဲ့အကြောင်းဖော်ပြပေးကြပါရစေ။ဘိုထောင်မြို့နယ်ကန္နာလမ်းမှာရှိတဲ့လူကူးကုန်းကြော်တရားမှာစက်တင်ဘာ25ရက်မနက်7:00နာရီခွဲလောက်ကအင်ယာမဲ့အမျိုးသမီးတယောက်တည်ဆုံခဲ့တယ်လို့ရှင်တန်ရေးကွန်ရှင်မှုတင်စီကသိရပါရစေ။တည်ဆုံသူအမျိုးသမီးကတော့အသက်55နှစ်အရွယ်တက်ကြီးပိုင်းဖြစ်ပြီးတော့ပိုင်ရှင်မဲ့ယုံလောင်းကိုတော့ရန်ကုန်စစ်ရုံကြီးစီပို့ပေးခဲ့တယ်လို့အဲ့ဒီအဖွဲ့စီကသိရပါရစေ။တည်ဆုံသူဟာ ကန္နာလန်တဲ့နဲ့လန်ဟောင်းပေါ်ဆောက်ထားတဲ့လူဘူးခွန်တရာမှာကိုကနေသူဖြစ်ပြီးတော့အဟာရပြက်လက်နေပြီးတော့ကျန်းမာရေးမကောင်းသူတယောက်ဖြစ်တယ်လို့အဲ့ဒီဒရာကနေပုံမှန်ဖြတ်သန်းသွားလာနေသူတချို့ကဆိုပါတယ်ဒရာကနေပုံမှန်ဖြတ်သွားနေသူတယောက်ကတော့ဒရာနာကဖြတ်သွားတိုင်းတစ်ခါတစ်ခါတွေးမိတယ်အဲ့ဒီဒရာမှာနောက်ထပ်ကိုကနေတဲ့အင်ယာမဲတွေလည်းရှိသေးတယ်လို့ဆိုပါတယ် ရောင်မြို့မှာတော့အင်ဂျင်ယာမဲ့တွေများပြားလာသလိုလမ်းဘေးမှာအာဟာရပြက်လက်တဲ့အနေအထားနဲ့တည်ဆုံနေသူတွေလည်းတွေ့ရတယ်လို့သိရပါဗျ။အခုမျိုးသမီးကကိုကတ်နေရင်တည်ဆုံခဲ့တဲ့လူကူးကုန်းကျော်တရာမှာဆက်လက်ကတက်ဆင်ထားပေးမယ်။အသုံးပြုရတာရက်ထားသလိုတန်ရှင်းလောက်တာမရှိလို့ဆက်လက်ကအစိပ်ပိုင်းတွေပြက်စီးနေကဆုံးပြက်အမိုက်တင်နဲ့ညစ်ပတ်နန်းဆောင်နေတယ်လို့ကိုယ်တိုင်တွေးမြင်ခဲ့ရသူကဆိုပါတယ်။